်းနေဆိုအတင်းမှာစိတ်မကောင်းဖြစ်လျက်ရတာမန်းနေစီဆက်လို့လည်းမရအဲ့လိုမျိုးပြောတကယ်လားဆိုပြီးတော့နော်အန်နီစီလည်းဟိုမိတ်ဆွေတွေကဆက်မေးကြတာမဟုတ်လားကျွန်မလည်းမသိဘူးသိဘူးလို့အဲစီယုံတော့မေးမှာ confirm ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပြောပြတာစိတ်မကောင်းဖြစ်တာပေါ့မန်းနေလည်းချစ်တယ်လေအန်တီနဲ့လည်းနာမည်ကစင်တယ်မန်းနေညီမလည်းချစ်တာစိတ်ထဲမှာမကောင်းဖြစ်တာပေါ့နော် ဒါမှမဟုတ်တဲ့အတွက်တော့ပါသေးတယ်လို့မတွေ့တာတော့တော့ကြာပြီဖုန်းမဆက်ဖြစ်ဘူးဟိုပြီးခဲ့တဲ့နေ့အကယ်မီတော့တွေ့တယ်အမန်နူကမတက်တော့ဘူးလေအကယ်မီမန်နူရဲ့တပါဘာဖြစ်လဲမဘာညာဆိုသူအားပေးရတယ်ဟုတ်မှရေးလေးကတော့အသက်ကြီးလာတော့လေဟိုနည်းနည်းတော့ဟိုရှိမှာပေါ့နော်အဲ့လိုမျိုးလေးရှိမယ်ထင်တယ်မန်နူကသွားတဲ့အချိန်လေးမှာတော့တွေ့တဲ့အချိန်လေးမှာတော့အေးဆေးပါပဲစကားရပါပြီ င်သန်းနေဆိုအတူမှာစိတ်မကောင်းဖြစ်လျက်ရတာမန်နစီဆက်လို့လည်းမရအဲ့လိုမျိုးပြောတကယ်လားဆိုပြီးတော့နော်အန်နီစီလည်းဟိုမိတ်ဆွေတွေကဆက်မေးကြတာမဟုတ်လားကျွန်မလည်းမသိဘူးသိဘူးလို့အဲစီယုံတော့မေးမှာ confirm ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပြောပြတာစိတ်မကောင်းဖြစ်တာပေါ့မန်နူလည်းချစ်တယ်လေအန်တီနဲ့လည်းနာမည်ကစင်တယ်မန်နူညီမလိုပဲချစ်တာအဲဒါမန်နူအဲ့လိုဖြစ်တယ်ဆိုတော့အခုလည်းရှိမှလည်းအန်တီဒိုတင်နေရအန်တီရဲ့အမေလိုပါပဲ ပြပုံမဲ့တည်တည်ကြီးလေအန်တီနဲ့အမြဲတမ်းဆက်သွယ်ရှိရခီးလည်းတူသွားတယ်အဲသူလည်းဆုံးမထားတာဆုံးမသွားတာမကြသေးဘူးဆိုတော့အခုမနီဆိုတော့လည်းစိတ်ထဲမှာမကောင်းဖြစ်တာပေါ့နော်ဒါမှမဟုတ်တဲ့အတွက်တော်ပါသေးတယ်ဒီလိုမျိုးရုပ်ရှင်မြင်သမီးတွေနဲ့အပြင်မြင်တွေဒီလိုနေတဲ့ခါကျရင်ကြည့်လိုက်တာနဲ့မင်းသမီးဆိုလို့ရှိရင်ပြကြရလေဟုတ်တယ်เนาะအဲ့ဒါအနေပြောတာအဲ့လိုပေါ့သူသူချားလေးတော့ဖြစ်တာပေါ့เนาะသူရဲ့လှလို့မင်းသမီးဖြစ်တာ မတွေ့တာတော့တော်တော်ကြာပြီဖုန်းမဆက်ဖြစ်ဘူးဟိုပြီးခဲ့တဲ့နေ့အကယ်မီတော့တွေ့တယ်အမန်နူကမတက်တော့ဘူးလေအကယ်မီမန်နူရဲ့တပါဘာဖြစ်လဲမဘာညာဆိုတော့သူအားပေးရတယ်ဟုတ်ကဲ့မန်မန်နူနဲ့လည်းအန်တီရိုးကုမ္ပဏီမောင်မြင်းရွှေရှင်ကနေပြီးတော့ရွှေရှင်စကားတွေရိုက်ခဲ့တယ်လေအများကြီးပဲမြစ်တာရှင်မလေးငင်းငင်းအီးလိုပါတော့ပေါ့နော်အဲ့ဒါတော့အန်တီရှိနေချိန်မှာပေါ့အရင်တော့ကလည်းဥတီအောင်မြို့နဲ့ဟိုကကားတွေအများကြီးရိုက်ခဲ့တာပါမရေးလေးကတော့အသက်ကြီးလာတော့လေဟိုနည်းနည်းတော့ဟိုရှိမှာပေါ့နော်အဲလိုမျိုးလေ ရှိမယ်ထင်တယ်မှန်တယ်သွားတဲ့အချိန်လေးမှာတော့တွေ့တဲ့အချိန်လေးမှာတော့အေးဆေးပါပဲစကားရပါပြီးတော့အဲသွားလာတာလေးခက်မယ်ထင်ပါတယ်ထင်တာပေါ့နော်ကျန်တာတော့ကုန်မှာဖြစ်ပါတယ်အဆင်ပြေပါတယ်ကောင်းပါတယ်ကျမ်းမရောအဲ့ဟိုတနေ့နှုံနားနေတဲ့အချိန်မှာခုနအန်တီပြောသလိုပဲအန်တီကစာဖတ်တာဝါသနာပါတယ်အိမ်မှာအန်တီပြောင်းနေလိုက်ရှာလဲဟိုဂျောင်းတောင်တဲ့မှာစာအုပ်တုံးနဲ့ကုန်တာအဲ့လိုမျိုးဆိုအခု ခြေထောက်ဖြစ်တဲ့ချိန်မှာဘယ်မှလည်းမသွားဘာမှလည်းမလာဆိုတော့အန်ဒီကအာဥကြည်စုထုံးကနေပြတော့အန်ဒီကိုအဲ့ဥကြည်စုထုံးရေးထားတဲ့ရုပ်ရှင်အကြောင်းသမီးတို့ဒီမှာမသိထူကြီးပဲလေစာအုပ်စာအုပ်လေအဲ့အစာအုပ်ဖြစ်အန်ဒီကိုလက်ဆောင်ပေးလိုက်တဲ့ဝေးကျူလေးနဲ့လူနာလာကြည့်နေပေါ့နော်အဲ့ဒါအန်ဒီကဝင်းတာပါတယ်ဘာလို့ဆိုတော့ဒီစာအုပ်ကြီးကထူရဆိုတော့ဖတ်ရင်တော်တော်နဲ့မအားရင်လေပြီးမှာမဟုတ်ခုကြတော့အန်ဒီကအားနာဘယ်မှမတော့အဲ့စာအုပ်ကိုကြည့် တအုပ်လုံးပြီးအောင်ဖတ်လိုက်နိုင်တယ်ပေါ့နော်နားတော့နားတော့ဘယ်လိုမှမမြင်ရတာစဖြစ်တည်းကလမ်းလျှောက်လို့မရဘူးလုံးဝစဖြစ်တည်းကအဲ့ဒီမိဘတွေမှာလမ်းလျှောက်လို့မရတော့ဘူးအဲ့ဒါအန်တီကိုရန်ကုန်ကလာတဲ့ဒေမြန်နဲ့ပဲအဲ့ဒီဥစားနဲ့ပြန်ပြီးတော့ structure နဲ့ပြန်ပြီးတော့ရန်ကုန်ပြန်ခေါ်ရတယ်နိအန်တီကိုအန်တီဂရိစ်တို့လည်းအများကြီးကူညီပါတယ်ပြန်ကြရတယ်ဒိန်နိုင်တို့ဝေကျွဲတို့အကုန်လုံးကပဲဝိုင်းပြီးတော့လေအကုန်လုံးလုပ်ပေးကြပါတယ်ကူညီပေးကြပါတယ်အဲအဲ့ဒီလေမြန်နဲ့ပဲရန်ကုန်ပြန်နဲ့ပြန်ပြီးတော့အဲ့ရရန်ကုန်စေယုံကြီးကဟို ambulance နဲ့တွေ့ပြီးတော့เนาะခေါ်လိုက်တာပေါ့เนาะအဲ့ဒါမို့လို့ anti စင်ပြရတယ်ဒီလိုဆို anti တယောက်တည်းနေပြီးတော့ကြံငဲ့ဒုက္ခရောက်မှာမလွယ်ဘူးတစ်နှစ်လောက်ကြာတာပေါ့သူမြင်တစ်နှစ်လောက်ကြာတယ်ဗျာစဖြစ်တည်းကသူကလမ်းလျှောက်နိုင်တော့လုံးဝထောက်လို့မရတာလေအဲ့လိုမျိုးဖြစ်လဲဆိုတော့အဲပောင်ကျိုးရတာပေါ့နော်ပောင်ပဲပောင်ကျိုးပါငန်းကျန်အနီးပြင်းတာပေါ့အန်ဒီကဒီလုတ်ပဲလုတ်နေတာဆိုလေကို့အနီးမညာမောင်တို့မလေးလည်းမတွေ့ရမစုံပါဘူးတိတိအောင်လားအဲ့ဒါမျိုးဆိုလေဟိုမှာဖြစ်တာပေါ့ တတိယရပေါ့နော်လူမြအလုပ်ကလေးတဲ့အဲ့လိုအားနဲ့ရုပ်ရှင်ကြည့်ပေါ့နော်ဒီဓာတ်ကြီးပရိသတ်တွေကတနည်းလောက်ကြာလို့မမိသွားပါနဲ့လို့နော်အလုပ်ကြီးပြန်လုပ်မှာပါအားပေးကြပါအောင်လို့ပြောချင်ပါတယ်